င့်သလားမဖြစ်တင့်ဘူးလားဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ပြောတဲ့ပြည်ခံကျိုးပါတီဒီမှာတပါချောင်းရှိလက်ခံလားလက်ခံပါတယ်ပြည်ခံကျိုးပါတီခံပြိုးပါတီလည်းဖြစ်နေတယ်အဲဘာတွေလုပ်ခဲ့တယ်ဆိုတာကိုသိတယ်လုပ်ပေးနိုင်မဲ့ပါတီကိုပြည်သူလူထုကပေးဖို့လိုတယ်နေရောသူသိတယ်ဘာတွေလုပ်ခဲ့တယ်ဆိုသူတို့ခိုးခဲ့တာသူကုန်သိတယ်ပေးခဲ့တာမဟုတ်ဘူးနော်အမေအဲ့မှာအဖြေပဲ ယူကဝဲယူကဝဲသို့ယူကဝဲလို့ရတယ်ဘာဖြစ်လဲဘာမြင်မဟုကျွန်တော်တို့ဘာမြင်ညာမှအကြောင်းရှိဘူးကျွန်တော်တို့ကတိုင်းပြည်အုပ်ချုပ်တဲ့မင်းခိုင်းတာကိုလုပ်ရမှာကောင်းဖြစ်တာကျွန်ကျွန်အာလုံးဝကကျွန်စစ်စစ်ကြီးနော်အားလုံးတိုင်းပြည်သားတိုင်းပြည်အုပ်ချုပ်တဲ့မင်းကိုစော်ရရင်ယာစာခိုင်းတင်တယ်ကျွန်တော်ကြီးပြောသွားတာကျွန်တော်ပြောတာမဟုတ်ဘူးနော် strong ဖြစ်တာမဟုတ်ဘူးတကယ် strongest ပဲဘီကေယုံပါတီဒါရင်လုံနိုင်မယ်လို့ကျွန်တော်ယူဆရတယ်ဒါကျွန်တော်မြင်လေအားလုံးမြင်မှုမလို့ဘူးလေကျွန်တော်သဘောတူရင်လိုက်တူမလို့ဘူးလေ ကိုအသိဉာဏ်နဲ့ကိုပညာနဲ့ကို common sense လို့စဉ်းစားပါ음 use your brain ဘလို့ဆိုင်လဲဘယ်နဲ့နိုင်ငံရေးမှာကျွန်တော်မလုပ်တာ no politics ကျွန်တော်လုံးဝဝါဒနာမပါဘူးကျွန်တော်မိဘဟိုဘက်ဒီဘက်ဒီဘက်ဒီဘက်အားလုံးအမှုန်းနေကြီးပဲကျွန်တော်ယင်နေရချစ်တာဘလို့လာကျွန်တော်ဘာပြောမှာရောဟုတ်တယ်မလားဟုတ်တယ်နော်အဲ့ဒီ camping activity ပဲရှိတယ်တကယ်လို့ အဲ့ဒါတွေကိုအကောင့်ထဲ comment ဆုံးရင်မရှိဘူးကျွန်တော်မြင်တယ်ဒါဟာမြန်မာနိုင်ငံရဲ့အခြေခံဆင်းရဲဒုက္ခရောက်နေတဲ့လူတွေအတွက်အဲတကယ်ဟိုတနာစရာအခြေအနေပေါ့လေကံမကောင်းတဲ့အနေအထားတစ်ခုဖြစ်နေတယ်ဟာကျွန်တော်ကိုဝေးချေလာခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်မိဘတီတူတွေရဲ့ကျမ်းမာရေးပညာရေးလူမှုရေးစီးပွားရေးစတဲ့အရာတွေတောင်းတမအရေး အဲကျွန်တော်တို့အလုံးသမားအရေးဒါတွေကိုကောင်းဆုံးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဟုတ်တစ်ချက်တဲတပေါ်အင်းနဲ့ကျွန်တော်ကိုရောစိတ်ပါ ကောင်းကျိုးစည်နာပေါ်နဲ့အတက်နိုင်ဆုံးစူးစမ်းဆောင်ရွက်ပြီးသွားပါမယ်လို့ကျွန်တော်ပတိပြုပြောကြရင်မိဘပြည်သူတွေအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေကြောင်းဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ကဲမင်းတို့ကောင်းနေ2015ရှိပိုင်းမှာလည်းတောက်လျှောက်ကိုပဲမိမနိုင်ဟောအိုးအိုးစီးရတာနော်။ ခုမှလည်းဖြစ်မလာတော့သိရတဲ့နဲ့ဘာတွေကိုမှမင်းတို့ကမျောလိနေတာပြီသူတွေစီကနေပြီသူတွေကတော့မင်းတို့စီကဘာမှမမျောလိဘူးဒေါ်လာမျိုးတွေအားလုံးပဲတပေါ်အဘေးနဲ့မိပြီးတဲ့မှာအမြန်ဆုံးကြင်ဝေးကြပါသေးလို့ဆူတောင်းပေးနေပဲကျွန်တော်ရဲ့ Gojek Revolution Channel လေးကပြန်နေကြိုဆိုလိုက်ပါတယ် Hero Revolution တို့သွားပေးကြမှာတော့ယနေ့ဝင်ပါလာ9ရက်နေ့ရဲ့မနက်ပိုင်းနှောင်းဆုံးရရှိတဲ့တရင်ချို့ကိုအချင်းချုပ်ဖော်ပြပေးသွားဖြစ်တဲ့ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးနှိမ့်ချိန်ကိုဒီနေ့ထမံတောင်းဆိုလိုက်ပါတယ်နောက်ဆုံးအနေနဲ့ကတော့စကောင်းတော်တရား၎င်းတို့ရဲ့ကိုကျစီဝအတွက်နိုင်ငံတော်အာဏာကိုအတင်းအဓမ္မမတရားသဖြင့်သိမ်းပိုက်ထားဒီမှာဒီဒီမှာဆိုရင်တော့1940ရက်ရှိဖြစ်ပါတယ် မြန်မာနိုင်ငံတော်ကပြည်ရာအတွင်းစစ်ကောင်စီကစစ်ကွေးသေးဆုံးမှုစီးမှာတော့နေတိုင်းတိုင်းခမောက်ကြီးမျိုးတွေမှာတော့အကောင်20တိသေဆုံးခဲ့ပြီးတော်လိုင်းရဲဘော်နှစ်ဦးကတော့ဆင်မကောင်းဆောင်နဲ့ကြာဆုံးခဲ့ရပါတယ်။မန္တလေးတိုင်းတောင်သာမျိုးတွေမှာ3កောင်နဲ့ပဲခူးတိုင်းကျူးမှုတွေမှာတော့ဒါယုကောပရာရဟရင်ပြက်ကျပြီးတော့စစ်ကွေးနှစ်កောင်ညမင်းပွင့်ချင်းပြီးသေဆုံးခဲ့ကြောင်းလည်းသိရှိရပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကတော့အတူရောင်ရွေးကောက်ပွဲမဲပေးဖို့ချင်းချောက်ကြက်ကြိုင်မယ်ဆိုရင်မြို့သားညွေအစိုးရ NUG ကိုတိုင်ကြားနိုင်ကြောင်းပြည်ထရေးဝန်ကြီးဌာနကဒီကနေ့မှပဲထုတ်ပြန်ခဲ့ပါတယ်။ မပြေဖို့ချင်းချောက်ကြက်ကြိုက်မယ်ဆိုရင်ဒါဟာလူခွန်ရေးချိုးပေါက်မှုနဲ့ရွေးကောက်ပွဲဆိုင်ရာအကြမ်းဖက်မှုကျူးလွန်ခြင်းဖြစ်တယ်လို့ဥပဒေနဲ့ညှိစွန်းတဲ့လုပ်ရည်ဖြစ်လို့လည်းဖော်ပြထားပါတယ်။ပြည်မှုတင်ရှားပါက NUG အနေနဲ့ကျူးလွန်သူတွေကိုဥပဒေနဲ့ညှိပြောက်စာရွေးယူမယ်လို့ဆိုထားတာတွေ့ရှိရပါတယ်။အေးဒီ statement ထုတ်ပြန်ခဲ့တဲ့ NUG အနေနဲ့ကတော့ပြည်သူတွေဘက်ကကြည့်မယ်ဆိုရင်တော်တော်လေးကိုမှစိတ်ဝင်စားမှုနည်းတဲ့အနေထားကူလည်းဖြစ်ပါတယ်။ဟုတ်တယ်ဆိုတော့လက်ရှိချိန်မှာပြည်သူတွေကကိုယ့်အကိုယုံကံပြီးကိုပေါ့ကိုစင်ပြောင်နေတဲ့အချိန်မှာ NUG အနေနဲ့ပို့ပြီးတော့လုပ်ပေးနိုင်မယ့်အနေထားတစ်ခုရောင်းထုတ်တင်တဲ့အနေထားတွေဖြစ်ပါတယ်။အခုအနေနဲ့ကတော့ လူမျိုးတူးနုံနေတာကိုအိုင်စရာစရာမလိုပါဘူးဒီစစ်ကွေးတွေကအစဦးရွေးကောက်ပွဲဝင်တဲ့ကောင်တွေအစုံဒီကောင်မကြံကကျူးနုံနေတော့အန်ယူဂျီနေနဲ့တီးပြီးသားလည်းဖြစ်မှာဖြစ်ပါအမစစ်တဲ့ရွေးကောက်ပွဲဟောက်ခံရေးဝါဒဖြန်တို့ရှာမှုများမှာပြည်တူးအိန်နာကျော်စင်လူမင်းပေါဝင်နမေကျော်နုပညာရှင်တွေကိုစတင်ဖိအားပေး ပိုင်ဝင်ခိုက်နေဖြစ်ကြောင်းလည်းနုပညာတိုင်းဝိုင်းတွေကပြောဆိုထားတယ်တွေ့ရှိရပါတယ်။ဒါကတော့ယုံလေးတကောင်ကနေပြီးတော့စီဝေဘွက်တက်အကြံပေးခဲ့တာဖြစ်တဲ့အတွက်အခုလိုမျိုးစတင်လုပ်တာဖြစ်ပါတယ်။ဒါဆိုမော်ဒယ်မင်းသားအလင်းရောင်ဝင်လဲစစ်တကခေါ်ယူမိမ့်မှတ်မှုတွေရှိနေတယ်ဆိုတဲ့အရင်းတွေလည်းဖြစ်ပေါ်လျက်ရှိပါတယ်။ဒါတွေကတော့ဒီကအားဖြင့်ကြော်မျိုးမင်းတကောင်ကနောက်ကလုံဆောင်နေရတယ်ဖြစ်ပါတယ်။ဒါမှမဟုတ်ဒုံဆိုင်သူများရွေးကောက်ပွဲဆိုင်ရာလိန်ညာဝါဒပြန်ဇလန်းကိုသူမှုကွန်ရက်မှာတစင်ဝေဖန်ခဲ့တဲ့ဆိုတဲ့ဒါရိုက်တာမိုက်တီကိုအတန်ထွန်းစောကျော်ဝင်းထုတ်ခေါ်ကျော်မင်းထွန်းနဲ့အသက်သေးဆုံးအုံတိုင်းကိုဆိုမြင့် ဒါရိုက်တာအောင်ချမ်းလူရုပ်ရှင်ဒါရိုက်တာတက်လွင်သမူထွန်းတလင်တို့ကိုတော့စစ်တကဖမ်းဆီးတာပြီးရွေးကောက်ပွဲနှောက်ရှက်သူများဥပဒေနဲ့ထောင်ဒဏ်၃နှစ်ကမြင်ထောင်ဒဏ်၁၀ကျွန်းညစ်ပြန်ပေးသွားမယ်ဆိုလို့သိရှိထားပါတယ်။အခုစစ်တကဖွဲ့ဖွဲ့ကိုဖမ်းလိုက်ပြီတဲ့နော်။ဒီတရောင်းစားတွေကငါတို့လို့ဆိုဝေလာဝေပေါ့နော်။နေ့ပါနေ့အနုပညာရှင်ပြည်ပြည်တို့ကဘေတော်မှနေ့ကိုနော်ထောက်ပေးမယ့်ထဲမှာမပါဘူးနော်။ငါပြောပြပါတယ်။နေဝင်းကိုခင်ညွန်းနဲ့တန်းရွှေဖမ်းခဲ့တာပါလို့အဲတခြားလူတွေမဟုတ်နော်တခြားလူတွေကလာဖမ်းတာမဟုတ်နော် တို့ဒရောင်းစားတွေတို့ကိုရေလာမြောက်ပေးလုပ်ပေးခဲ့ဂျေဆုရှင်တော်မှာတို့ထိလာပြီဆိုလို့ရှိရင်ဘယ်မျက်နှာမှမထောက်တဲ့ဒရောင်းစားတွေနားလေအဲ့ဒါဆိုသဘောပေါက်တော့နော်အဲ့ဒါဆိုအချင်းနေမှဟန်တော့ဆိုပြေးတာပြေးနော်အနုပညာတမားဖြစ်ဖြစ်အတတ်ချာဘယ်သူမှမပါကြအောင်ပြေးပါဖွေးဖွေးတို့နော်အခုဘသူတွေသူ့ကိုစန့်ကြံကြလေအခုတော့အကလုံးပြေးသွားကြပြီပဲနော်ကိုမလို့ကွာ VIP လုပ်ပေးမိထဲမှာမပါအောင်နော်ဒီကောင်တွေကနေနော်အားကြောင့်ဘူချိုပေးတဲ့စစ်ပညာပီတို့တွေတပ်ပမုံသွားမအော်ပြနဲ့ နားလေမလားလေချောင်းကိုွေးပြီးတေဖို့ပဲငါတို့ကကြံတော့မှာဒီနားမပါဘူးဒီတရောင်းစားတွေอ่ะနော်နားလေမလားအေးတို့ကလက်နဲ့ကန်ဆိုငါတို့လက်နဲ့ဖြည့်ရှင်းရမှာနားလေမလားအေးတို့ကဆိုတခုငါဆိုတခုပဲနော်ပစက်နဲ့ပြောနေလို့မရအောင်ဒီကောင်တွေကလေလို့လို့နားလေတန်းစားလိုက်မှာပါဘူးလို့နော်အခုလည်းစဉ်းစားကြည့်နော်မြန်မာပြည်မှာနေပြီးနေနိုင်ငံရေးလုပ်လို့ရရဲ့ဆိုလို့ရှိရင်လေဒီတရောင်းစားကလေလက်ဖက်တော့တုံးစားလို့ရတဲ့အချိန်ညောင်းနေလို့တည်မလားဘယ်တော့ဆောင်းကြွားနေစံဖို့ပါနေတဲ့တသက်ခံပါတီးอ่ะနော်ခုဖက်မေးတပြောက်ကိုမြောက်လိုက်ကိုဆက်တက်ပြီးမှမြောက်လိုက်ကတုံးတာများသွားတော့မစားချင်တော့ဘူးလေတည်မလား အဲ့လေတော့ကန်ထုတ်တော့မှာဒီမှာကြည်ဘလောက်ခရနေနေစစချင်းတော့ပောက်ပန်းလေးစီတွေ BBC သတင်းဌာနမှာဖြေထားပေးမှလေဆော့ရှက်မရှိအလုံးမမတိအပြားမမတိဘောပြားမကိုလင်တော်ထားပြီးဒါကျမအမျိုးသားပါတဲ့နော်။အင်းအချမ်းပုတ်ပါတီကိုလည်းမရောက်လာကအပြုတ်ကမယုံကြည်တော့ပါဘူးနော်။အဲ့ဒါသူတို့လူတွေပဲအကုန်လုံး uniform ချက်ပြီးမှမချမ်းပုတ်တွေမှာထိတ်ထားရလေတိတယ်မလား။အေးချမ်းပုတ်တွေမှာတခြားလူတွေဆိုတာအနည်းချင်းတော့ပဲရှိတာ။ နားနေမလားမလို့ရှိရင်သူ့ကိုလွတ်တော်တယ်ပါမင်းမပေးတော့ဘူးလေအဲ့ကြောင့်သူတမတမဖြစ်တော့ဘူးလေသူတို့ဟာဒီလိုလှုပ်ရှားနေကြတာလှုပ်ရှားနေကြတာဘိုးစီဖတ်ဆက်တောင်းစားတွေရနော်ဟာငါဘာလို့ပေးရမလဲဟာသူတက်သူတက်ကြောင်ဒါလည်းတော့ငါရှုံးပါစေငါရှုံးခံရမယ်မနှုတ်သိမ်ပါမှမရှိတာဘာတဘာပါလိမလားနားနေမလားအေးငါလည်းတည်တယ်မလားလောကကြီးမှာလေငါပေါ့ရမှာလေလူတေးရမယ့်အချိန်ကို နော်ပျော်ရလိုက်မယ်လို့ဘေတုံးမှမထင်တာနော်လူတယောက်တိမ်မင်းနဲ့ကောင်ကမျော်နေမျော်ရလိုက်မယ်လို့ငါပေါ်မှာဘေတုံးကမှမထင်ဘူးလားနော်ဒီကောင်တော့သူတို့အသက်ရှည်တာလို့ငါလည်းနားမလေတော့ဘူးမျော်တော့မျော်နေရပဲဘယ်တော့တိမ်မလဲဆိုရင်မှပေါ့နော်အဲအကြောင်းကမန္တလေး PDF တွေဟိုနေပြီးတော့ PDF တွေပေါ့နော်ရန်ကုန်မှာလှောက်ရှားနေတဲ့သူတွေဘေဒေါ်မဆန်တတ်သွားမှပြပါတယ်သူတို့ကနော်ရှောင်းတကင်ဝင်ပြီးမှဆစ်ဆေးပဲတတ်သွားလိုက်နော်လူတက်တာကိုအားပေးရမှာမဟုတ်နော်သူတို့လက်ထဲမှာအယောက်တစ်ထောင်သူတို့လူအယောက်တစ်ထောင်တည်ရတယ်ငါတို့လူတယောက်မတည်နိုင်ဘူးလေကြည့်မလားမတန်ဘူးလေ ဲ့ကြောင့်ဒီလိုမလုပ်လို့ရှိရင်တို့ဘေတော်မှနော်တနတ်ကိုတနတ်နဲ့စကားပြောမှတို့ကနားလေတဲ့တန်းစားတဲ့မှာပါလို့ကွာလူတက်တာကိုအားပေးအားမြလောက်တာခုကလေနော်တခြားလူတွေမဟုတ်ပါဘူးတရောင်းစားတွေတေးတာကိုပြောတာပါတော့ခေါ်လေမလားအဲ့လောက်ပဲပြောတတ်တယ်နေတို့တွေကိုလေအဲကြောင့်ငါတော်က2019ပေါ်တာချမ်းဖို့ဆွေးခွန်ခံရတဲ့ကောင်ကပြေးလာတာဒီမှာကြည့်နော်အခုဒီမှာလည်းမလို့ချောင်းမှာဘူးဒီမှာဆိုငါခိုမှာပြေးခိုမှာဆိုဒီမှာပြေးနေယူရန်ကလည်းငါ့ကိုအဲ့လောက်ထိ reset မှရန်ခက်တယ်တဲ့နော် I don't care တိတယ်မလားအမှန်တရားတော့ပြောမှာပဲလေတိတယ်မလားနင်ကြီးကိုအသက်နဲ့ချင်းချောက်ခံရတာမှငါစစ်တပ်ကိုဆန့်ကျင်နေတာနော် အေးအဲ့ကြောင့်ပြေးပါလို့ငါတော့ဒီလောက်ပဲအားပေးတတ်တယ်တလောက်ပဲပြောတတ်တယ်ငါကလေနော်နောက်တစ်သတင်းပုံအနေနဲ့ကတော့ဒီနေ့ညဆိုရင်တော့ဘူဂျုတ်ထွန်းမြက်နိုင်ရဲ့ဝင်းနေလည်းဖြစ်ပါတယ်ဝင်းပါလာ9ရက်နေ့မှာဘူဂျုတ်ထွန်းမြက်နိုင်ရဲ့ဝင်းနေဖြစ်ပြီးတော့ဒီနေ့ကဘူဂျုတ်ကိုခေါ်လိုက်ရင်တော့ဘူဂျုတ်အောင်ဆောင်ပြင်းတယ်လို့လက်ရှိမှာတော့ဘူဂျုတ်ကိုခေါ်လိုက်ရင်တော့ဘူဂျုတ်အောင်ဆောင်ပြင်းနောက်တော့တိုးလာပြီလားဆိုပြီးတော့အမပြည်သူတွေရဲ့ရင်ထဲမှာလည်းရှိလာတဲ့သူတယောက်လည်းဖြစ်ပါတယ်ဘူဂျုတ်ထွန်းမြက်နိုင်ကတော့1998ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာ အဖဝူးရွှေမြောင်နဲ့အမိတော်မမြတန်းတို့ကနေပြီးတော့တခိုင်ပြည်နယ်စစ်တီမြို့ဘောင်းတုသားစုရောက်ကွာမှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ပထမအတန်းကိုစစ်တီမြို့အထက်ကနေကြောင်းကနေအောင်မြင်ခဲ့ပြီးဥပဒေမေဂျာကိုစစ်တွေသက်ကတူမှာလေ့လာသင်ယူပြီးဝေယရှိကြောင်းလည်းသိရှိရပြီးတော့ဝေယပြီးတော့နောက်မှာတော့အချိန်ပိုင်းအင်္ဂလိပ်စာဆရာနဲ့အဲလန်းညုံတွေလည်းလုတ်ကင်ခဲ့ပါတယ်။တနက်ကင်ဖွဲ့စည်းတခုကိုတီထောင်နိုင်ရန်အတွက်နေဆက်ဒေသတွေကိုဆက်သွယ်ခဲ့ပြီးတော့2009ခုနှစ်မှာအိုက်ခိုင်တက်မတော်နဲ့ရခိုင်မျိုးသားဖွဲ့ချုပ်ကိုဒူ26ဦးနဲ့စတင်တီထောင်ခဲ့တာဖြစ်ပါတယ်။ ။ဘယ်လိုထိုးမြင့်နိုင်ဟာဗမာဆိုးရကိုတပုံလုပ်ပြီးလက်နက်ကင်တော်လန်ဖို့အိမ်မက်ကြီးတစ်ခုရှိခဲ့တယ်ဆိုပါတယ်သူမျက်နှာပြောခဲ့တာရှိပါတယ်။ဘောင်ကူက98ခုနှစ်မှာဘင်္ဂလားဒေ့နိုင်ငံနဲ့ရခိုင်ပြည်တက်မှာတော့ဗိုလ်ချုပ်ခိုင်ရသာနဲ့ဆက်သွယ်ခဲ့တာလည်းသိရှိရပါတယ်။အိန္ဒိယဆိုးရဟာခိုင်ရစာတို့ကိုလုံခြံတက်ဖြတ်ပြီးနောက်မြန်မာနိုင်ငံကတော့ရခိုင်ကိုပြန်လာပြီးစစ်တွေတက္ကသိုလ်မှာဘာသာစကားတွေကိုသင်တန်းတွေတက်ခဲ့ပါတယ်။2004ခုနှစ်မှာတော့ရခိုင်လူငယ်များစုဟာလက်နက်ကင်ဖွဲ့စည်းကိုတည်ထောင်နိုင်ရန်ဆွေးနွေးခဲ့ကြပြီး2008မှာအချင်းလူမျိုးရေးတက်မှာတော့ကဗိုလ်ချုပ်နဲ့ဆက်သွယ်ခဲ့ပါတယ်။2009ခုနှစ်မှာတော့ရခိုင်တက်တော်ကို ောင်မြင်စွာစတင်ထောင်ခဲ့ပြီးကျန်းမာရေးတမတော်ကလက်နက်များမထုတ်ပေးသေးစဉ်ကာလာတွင်မှာပဲဖုံးမြင့်နိုင်တဲ့ဗိုလ်မျိုးသက်ကောဒေါက်တာညိုထွန်းအောင်တော်ကဒုက္ခပေါင်းများစွာကြုံတွေ့နေပေဒီကောင်ခဲ့တာဖြစ်ကြောင်းလည်းသိရှိရပါတယ်ဘူဂျိုထွန်းမြင့်နိုင်ကတော့ကိုပိုင်အုပ်ချုပ်ခွင့်ရကွန်ဖက်ဒရယ်စနစ်ကိုသဘောကျတဲ့သူတယောက်ဖြစ်ကြောင်းလည်းသိရှိရပါတယ်အဲဒီရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီးမှအာဒါတွေကိုသူများအတိလာတာဖြစ်တယ်။ဘာပဲပြောပြောဒီချိန်မှာသူတို့ကို ICC ကဆွဲချက်တွေတင်ထားတဲ့ပုံမှာရခိုင်ပြည်မှာလုတ်တဲ့ချိန်မှာတောင်မှ လက်လွန်ခြေလွန်ဖြစ်နေတာလည်းအများကြီးရှိတယ်အဲအဲဒါမဲ့သူတို့နည်းနည်းတော့တတိထားတယ်အဲဒါဟာကျွန်တော်တို့ရဲ့လူထုအတွက်အဲနည်းနည်းပါပါတော့သက်သာတာပေါ့ဒါမှမဟုတ်ရင်ဒီထက်အများကြီးမိုက်ရိုင်းနိုင်မယ်လို့ကျွန်တော်ယူဆတယ်အခုလည်းတိတ်တော့မထူပါဘူးကျွန်တော်တို့ရခိုင်စကောင်းမှာရှိတယ်ရောက်ခမတည်တာနဲ့ငခုစူးတာနဲ့တိုက်ဆိုင်နေတာပေါ့ဗျာ NLD ကတော့ဘာမှမအောင်နေတဲ့ ဘယ်လိုပြောမလဲသူ့ရဲ့ဟို promise တွေကိုဘာမှသူ့အကောင့်ထဲမခေါ်နိုင်ဘူးအဲ့ဒီမှာရခိုင်ဖက်ကပြဿနာတွေကိုသူကအပြစ်ပုံချတာပေါ့အဲဒီလိုပဲကျွန်တော်မြင်တယ်အဲတကယ်ဆိုသူအဆုံးစားရှင်းရင်သူ့မှာလုတ်เสียအလုပ်တယ်အများကြီးရှိတယ်ကျွန်တော်သာ NLD ပါတီရဲ့ကောင်းဆောင်ဆိုရင်ဒီထက်တိုးတက်အောင်တော့အများကြီးလုပ်နိုင်မထင်နဲ့ကျွန်တော်တကယ်ပြောတာဟုတ်ကဲ့ပါဒီလိုတော့မဟုတ်ဘူး အာတခါတလေက နိုင်ငံရေးပါတီတွေက အာဏာရဖို့ကြိုးစားတဲ့ဟို campaign promise တွေရှိတယ်။သူတို့ကမဲနိုင်ခြင်းတဲ့အချိန်မှာအဲ့ဒီ campaign activity ပဲရှိတယ်။တကယ်လို့အဲ့ဒါတွေကိုအကောင့်ထဲ promise ဆုံးရင်မရှိဘူး။ကျွန်တော်မြင်တယ်။ဒါဟာမြန်မာ နိုင်ငံရဲ့အခြေခံဆင်းရဲဒုက္ခရောက်နေတဲ့လူတွေအတွက်အဲတကယ်ဟိုတနာစရာအခြေအနေပေါ့လေ။ကံမကောင်းတဲ့အနေအထားတစ်ခုဖြစ်နေတယ်။ အာကျွန်တော်တို့မှာ water မညံ့တဲ့မျိုးမဲချက်တော့ရှိတယ်အာခင်ဗျားတို့ဒီကိုလာတဲ့အချိန်မှာတော့ဒီအနေထားတစ်ခုလုံးကိုကြည်လိုက်ပါအာဝော့ပြည်မှာအာသူ့မှာလည်းမကောင်းတဲ့င်းရှိတယ်ကောင်းတဲ့င်းလည်းရှိတယ်ဘာပဲပြောပြောကောင်းပြီဖြစ်စင်မကောင်းတဲ့ဖြစ်စင်မိမိရဲ့ပြည်သူလူထုကိုငင်းချဲ့အောင်ထားနိုင်တယ်တိုးတက်အောင်ထားနိုင်တယ်အဲယုံကြည်ချက်တွေတည်ဆောက်နိုင်တယ်စီလုံးညီညွတ်အောင်တည်ဆောက်နိုင်တယ်လူအဖွဲ့အစည်းတစ်ခုကိုလုပ်နိုင်တယ်ဒီလိုမျိုးနှစ်ပေါင်း30 အခန္ဓာကဘာကိုပြလဲဆိုတော့အဲဒီတိုင်းရင်းသားတွေရဲ့ပြဝတဲ့ကိုပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့အနာဂတ်ပြည်ထောင်စုရဲ့ရှေ့ပြေးလက္ခဏာဖြစ်တယ်လို့ကျွန်တော်တို့ယုံကြည်ပြီးတဲ့လားမပြီးတဲ့ဘူးလားပြီးပါတယ်ဒါဆိုရင်ကျွန်တော်ပြောတဲ့ပြည်ခံကျုပ်ပါတီဒီမှာတပါချောင်းရှိလက်ခဏာလက်ခဏာပါတယ်ပြည်ခံကျုပ်ပါတီအားလုံးမှာပေါ်ကဖွေ ရှင်လည်းမရှိပါ诶ပြင်းသမျှလူကိုကြိုက်ဖို့သူမြဲတွေတတ်မှတ်ထားတဲ့ရပ်ပေါင်း60စီဝေးကာလတွင်မှာပထမဆုံးလုပ်တဲ့ဒါစီဝေးဟောပြောဝေးဖြစ်ပါတယ်ဒလားမျိုးစတဲလာကလေးကဒလားမျိုးဆိုတာရောဒလားမျိုးပေါ်မှာရှိတဲ့လမ်းတွေရောမိရောအကုန်လုံးကကျွန်တော်ပြည်ခိုင်မျိုးပါတီကနေပဲအခြေခံပြီးတော့လုပ်ပေးခဲ့တာပါအဲဒီကြားထဲမှာတော့ ည်းနည်းအပြောင်းလဲလေးကြီးရှိသွားတာပေါ့နော်။အပြောင်းလဲလေးရှိသွားတာဖြစ်တယ်။အဲ့ဒါညီတို့ထောင်ခဲ့တယ်မီးတော့မလွတ်ပေးဘူးလေမင်းတို့ပြည်ခိုင်ဥပဒေရနေပြီးတော့လက်ရှိဒလားမျိုးကောင်းဖို့အဲ့ဒါကျွန်တော်တို့ဒလားမျိုးတဲ့ဒလားစီမံကိန်းဆိုတာလေကျွန်တော်တို့အရင်ပြည်ခိုင်ပြုပါတီကပဲဦးဆောင်ခဲ့တဲ့စီမံကိန်းဖြစ်ပါတယ်။ဒီစီမံကိန်းကလည်းကျွန်တော်တို့အစိုးရလက်ထက်ကျွန်တော်တို့ဒါယူကပွဲမှာအောင်နိုင်ခဲ့ရင်ဒါကျွန်တော်တို့ပဲဖွင့်ပြရမယ့်ဒလားဖြစ်ပါတယ်။ဒီဒလားပြည်တာနဲ့ဒလားမျိုးမှာရှိတဲ့ပြည်သူတွေရဲ့လူနေမှုဘဝတွေကျွန်တော်ရန်ကုန်မှာရှိတဲ့ဒေါင်းဒေါင်းကလူတွေလိုပဲတန်းတစားတွေဖြစ်လာကို လာဖြစ်ပါတယ်။ဒါကြောင့်မို့တလားမျိုးတကယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကိုဒါအထောက်အပြုရပါတီလို့လည်းပြောရင်မမှားပါဘူး။တလားပြည်နေပြည်သူတွေအကုန်လုံးရဲ့အားကိုးရာပါတီလို့ပြောရင်လည်းမမှားဘူးပြောစမှာ။အဟုတ်ကိုးရာပါတီလို့လည်းပြောလိုက်ပါအောင်က။ကြခွေလုံးလုံးတော့ဟဲ့ဒါပေမဲ့ခွေကခွေ လုတ်ပေးနိုင်မဲ့ပါတီကိုပြည်သူလူထုကပေးဖို့လိုတယ်။နေရောင်းသူသိတယ်ဘာလို့ခဲ့လဲဆိုသူတို့ခိုးခဲ့တာသူကုံသိတယ်။ပေးခိုင်းတာမဟုတ်ဘူးတော့။အမေအဲ့ဒါမှအဖြေပဲ။ယူကဝဲယူကဝဲသူယူကဝဲလို့ရတယ်ဘာဖြစ်လဲ။ဘာမမြင်ပါဘူး။ကျွန်တော်တို့ဘာမြင်စရာမှအကြောင်းရှိဘူး။ကျွန်တော်တို့ကတိုင်းပြည်အုပ်ချုပ်တဲ့မင်းခိုင်းတာကိုလုတ်ရမှာကောင်း။ တည်တာကျွန်ကျွန်အာလုံးဝကွာကျွန်စစ်စစ်ကြီးနော်အားလုံးတိုင်းပြီးသားတိုင်းပြီးအုတ်ချွတ်တဲ့မင်းကိုစော်ကရင်ယာစာခိုင်းတင်တယ်ကျတော်ကြီးပြောသွားတာကျွန်တော်ပြောတာမဟုတ်ဘူးနော် strong ဖြစ်တာမဟုတ်ဘူးတကယ် strongest ပဲဗျပြည်ခိုင်ရုံးပါတီဒါရင်လုံးနိုင်မယ်လို့ကျွန်တော်ယူဆရတယ်ဒါကျွန်တော်မြင်လေအားလုံးမြင်မှုမလို့ဘူးလေကျွန်တော်သဘောတူရလိုက်တူမလို့ဘူးလေကိုအသိဉာဏ်နဲ့ကိုပညာနဲ့ကို common sense တို့စဉ်းစားပါ use your brain ဒေါ်လာမျိုးတွေအားလုံးပဲဒီဘက်မှာတွေ့ရမယ့်အကြောင်းအရာလေးကတော့တရှိချင်းမှာလဲဆွဲစီယုံမှုတွေကိုတကုံလုံနေပြီးတော့ပြည်သူတွေကိုအာဏာရရင်အတကုံကြိတ်မယ်ဆိုပြီးတော့ဘုရက်လတ်ဆွေတကောင်ကလည်းရှိသမျှလေရင်တွေရောအန်ချက်ကကားတွေရောပုံလုံးလွတ်ပြီးတော့ရခိုင်ပြည်ကိုပြက်ချေမုန်းမယ်ဆိုပြီးပြောနေတာလို့ပြောဖြစ်ပါတယ်။ဒီချင်းအပြင်ဆရာကိုသိမ့်မြက်ကတော့သူ့ရဲ့ခေါင်းစဉ်လေးကိုကပါတီလို့လုပ်ချင်တဲ့စစ်တပ်နဲ့စစ်တပ်လို့လုပ်ချင်တဲ့ပါတီဆိုပြီးနာမည်လေးပေးထားလေးဒီရက်တွေ့တွေ့ပြန်နေကုန်များပြလဲပါတယ်။အကြီးအသေးဒေါ်လာမျိုးတွေကျွန်တော်တို့ကြည့်တော်ရပါတယ်။ကျွန်တော်တို့နိုင်ငံမှာစစ်တပ်ရောင်းဆောင်ထားတဲ့ပါတီနဲ့နိုင်ငံရေးပါတီရောင်းဆောင်ထားတဲ့စစ်တပ်တွေရှိပါတယ်။ အဲ့ဒီအကြောင်းတွေကိုဒီနေ့ပြောပြမှာပါမှန်ပါပဲစစ်တပ်ဆိုတာနိုင်ငံရေးမလုပ်ရပါဘူးနိုင်ငံရေးမှာစစ်တပ်ပါရင်အဲ့ဒီတိုင်းပြည်ပျက်စီးတာပါပဲအခုကျွန်တော်တို့တိုင်းပြည်ပျက်စီးနေတာဟာစစ်တပ်ကအတင်းနိုင်ငံရေးဝင်လုပ်နေလို့ပျက်စီးနေတာပါစစ်တပ်ဆိုတာနိုင်ငံရေးပါတီတွေအကြားမှာဘယ်ပါတီဘက်မှာဘက်မလိုက်ဖက်နဲ့ဂျားနေရပါတယ်အခြေခံဥပဒေကိုလိုက်နာရပါတယ်နိုင်ငံအုပ်ချုပ်ရေးအလုပ်ကိုလည်းဝင်မလျှောက်ရပါဘူးဝင်မလုပ်ရပါဘူးကျွန်တော်နိုင်ငံမှာတော့စစ်တပ်ဟာနိုင်ငံရေးပါတီတွေနဲ့ပတ်သက်လို့ရှိရင်အမြဲဘက်လိုက်ပါတယ်ဟိုးအရင်ပါလီမန်ဒီမိုကရေစီခစ်ကြတဲ့ကစစ်တပ်ဟာ တီမြဲပါတီဘက်ကိုတစ်ဖက်သက်ဘက်လိုက်ခဲ့ပါတယ်။ရိုးရိုးဘက်လိုက်ရုံသာမကပဲနဲ့လက်ကင်တုပ်အဖြစ်အသုံးတော်ခံခဲ့ပါတယ်။တီမြဲပါတီအတွက်မဲခိုးပေးခဲ့ပါတယ်။တီမြဲပါတီအတွက်၃လောင်းပြိုင်၄လောင်းပြိုင်နေတက်ပေးခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ပါတီရဲ့လက်ကင်တုပ်ဖြစ်ရတာကိုအားမရလို့သူကိုယ်တိုင်ပါတီထောက်ပါတယ်။ပါတီရဲ့လက်ကင်တုပ်ဘဝကနေပြီးတော့ကိုယ်တိုင်ပါတီထောင်ပြီးတော့အဲ့ဒီပါတီကိုစစ်တပ်ရဲ့လက်ကင်တုပ်ပါတီအဖြစ်နဲ့ဖန်တီးပါတယ်။အဲ့ဒီပါတီကတော့မဆာလာပါတီပါ။စစ်တပ်က ပါတီရဲ့လက်ကင်ထုတ်ဖြစ်နေတာဟာတော်တော်ဆိုးပါတယ်အဲ့ဒါကြောင့်စစ်တပ်ကတီမြဲပါတီရဲ့လက်ကင်ထုတ်လုပ်ခဲ့တဲ့ကြော်ငိမ့်နေဝင်ပူတွဲတောင်းချတဲ့ကာလမှာတိုင်းပြည်အခြေအနေဟာတော်တော်ဆိုးခဲ့ပါတယ်စစ်တပ်ကိုယ်တိုင်ကပါတီထောင်ပြီးတော့အဲ့ဒီပါတီကိုစစ်တပ်ရဲ့လက်ကင်ထုတ်လုပ်လာပြီးဆိုလို့ရှိရင်တော့အဆိုးတကအဆုံးဆုံးပါပဲစစ်တပ်ကနေပြီးတော့မဆလာဆိုတဲ့လက်ကင်ထုတ်ပါတီတဆညဆိုတဲ့လက်ကင်ထုတ်ပါတီကြံ့ဖွတ်ဆိုတဲ့လက်ကင်ထုတ်ပါတီတွေကိုတီထောင်ခဲ့ပါတယ်အဲ့ဒီကာလတခြားလုံးမှာတိုင်းပြည်နဲ့ပြည်သူလူထုကြီးဟာဒုက္ခမျိုးစုံရောက်ရတာပါပဲ စစ်တပ်ကနိုင်ငံရေးမှာကိုယ်တိုင်ကိုကြဝင်လုတာဟာ1962ခုနှစ်မှာစပါတယ်အဲ့ဒီကလေးကစပြီးတော့စစ်တပ်ကနိုင်ငံရေးဝင်လုတာဟာဒီကနေ့အထိပါပဲအဲ့ဒီကလေးကစပြီးတော့မြန်မာနိုင်ငံဟာတစ်ဆက်ကလေးမှာတာတာရရာမရှိခဲ့ပါဘူးတနေ့တခြားစုပ်ပြတ်တက်လာတာပါပဲစီးပွားရေးပညာရေးလူမှုရေးအကျင့်စာရိတ်တာအဆအဆရရာမှာတနေ့တခြားချွတ်ချုံကြလာတာပါတိုက်ပြည်တစ်ပြည်မှာစစ်တပ်ဟာအခြေခံဥပဒေကိုလိုက်နာရတဲ့ထုံးစံရှိပေမဲ့အခုဗမာနိုင်ငံကစစ်တပ်ကတော့အခြေခံဥပဒေကိုတောင်းမ ူတို့လိုသလိုအမျိုးမျိုးအကွက်ဆင်ပြီးတော့ရေးဆွဲပါတယ်စစ်တပ်ကအခြေခံဥပဒေကိုလိုက်နာရတာမဟုတ်ဘဲနဲ့စစ်တပ်ရဲ့အလိုကိုအခြေခံဥပဒေကဖြည့်ဆည်းပေးရတာဖြစ်နေပါတယ်စစ်တပ်ကိုနိုင်ငံရေးထဲမှာအတင်းဝင်ပါလို့ရအောင်အဲ့ဒီအခြေခံဥပဒေထဲမှာထည့်သွင်းရေးဆွဲပါတယ်ကမ္ဘာနိုင်ငံအသီးသီးရဲ့အခြေခံဥပဒေမှာစစ်တပ်ကိုနိုင်ငံရေးကနေဝေးဝေးခွာဖို့လားဥပဒေပြဋ္ဌာန်းရေးဆွဲရုံထုံးစံရှိပေမဲ့မြန်မာနိုင်ငံမှာတော့စစ်သားအမတ်ကအရွေးကောက်မခံရဘဲနဲ့လွှတ်တော်ထဲမှာသုံးပုံတစ်ပုံ အခမဲ့ဝင်ထိုင်ခွင့်ပေးရမယ်ဆိုတဲ့အဆင့်အထိတောင်မှအတစ်ရဲစွာနဲ့အခြေခံဥပဒေထဲမှာရေးသားထားပါတယ်အခြေခံဥပဒေဆိုတာစစ်တပ်နဲ့နိုင်ငံရေးလက်နက်နဲ့နိုင်ငံရေးဝေးနိုင်တဲ့မြောက်ဝေးအောင်ခွာထားနိုင်အောင်ရေးဆွဲရတာပါအဲ့ဒါအခြေခံဥပဒေရဲ့အခြေခံမှုပါအခုတော့2008အခြေခံဥပဒေဟာအခြေခံဥပဒေတွေရဲ့အခြေခံမှုကိုစန့်ကျင်နေပါတယ်အခြေခံဥပဒေကိုယ်တိုင်ကအခြေခံဥပဒေရဲ့စီမင်းဥပဒေတာတွေကိုစန့်ကျင်နေတာပါစေအောင်စုဟာ စစ်တပ်ဟာအဲ့ဒါလောက်နဲ့လည်းအားမရသေးပြန်ပါဘူးသူတို့စစ်တပ်ကကြောထောက်နောက်ခံပေးထားတဲ့ဖွားဘက်တော်ပါတီကအနိုင်မရတော့အာဏာထက်ပြီးတော့တိမ့်ညံပါတယ်နိုင်ငံရေးပါတီတွေသာလုတ်ခွေရှိတဲ့အစိုးရအလုပ်ကိုစစ်တပ်ကဝင်လုပ်ပါတယ်သူတို့ကိုသူတို့အစိုးရနာမည်ခံပြီးတော့စီးပွားရေးပညာရေးကျန်းမာရေးစီမံခန့်ခွဲမှုတွေကိုဝင်လုပ်ဖို့ကြိုးစားပြန်ပါတယ်အဲ့ဒီမှာလည်းအပြက်ပေါ်မှာအပြက်ဆင့်လာပါပဲမအားလားဟာအတင်းအာဏာသိမ်းပြီးတော့နိုင်ငံရေးပါတီတွေသာလုတ်ရမယ့်အလုပ်တွေကိုအတင်းဝင်လုပ်နေပါတယ်အတင်းလို့ ဘာကြောင့်ကျွန်တော်ပြောရတယ်လဲဆိုတော့လူတွေကလက်မခံမဲနဲ့ဝင်လောက်တာမို့လို့အတင်းလို့ပြောတာပါလူတွေလက်မခံကြောင်းကလည်းသိတ်ထင်ရှားပါတယ်ဘလောက်ထင်ရှားတယ်လဲဆိုတော့သူတို့ကိုမကြိုက်လို့လူပေါင်းတန်း20တန်း30တောင်မှလမ်းပေါ်တက်ပြီးတော့ဆန္ဒပြအကန့်ကွက်ကြပါတယ်ဆန္ဒပြအကန့်ကွက်ရုံနဲ့မရတော့လက်နက်ကင်ပြီးတော့တောင်မှတော်လှန်ပါတယ်လက်မခံကြောင်းကတစ်ထက်ထင်ရှားစရာမရှိတော့ပါဘူးမဟာလာစစ်တပ်ဟာပါတီကလောက်ရမယ်နိုင်ငံရေးစီးပွားရေးပညာရေးတွေကိုဝင်လုံနေတဲ့အတွက်သူတို့ဟာပါတီအလုပ်အတင်းဝင်လုပ်တဲ့စစ်တပ်ဖြစ်နေပါတယ် 八地行情呢，时代偏利吧嘞？棉路、嗯、棉路、嗯、亏路、亏路，说呢，还是偏面。啊，可是哦，棉路行情呢，亏呢，亏路行情呢，棉我这边应该对利吧嘞？时代哈，棉路行情呢，亏是路线，讲副八地哈，亏路行情呢，迷茫。副八地哈，南安八地、平八一样的时代路、温州道路，新开吧嘞。田家庄吃干了，有少体坏利吧？有少体说呢，坏货。讲副八地个，哪个那边有？南安几路有？土仓街吧嘞。土仓街个，乌拉拉水呢，没见毛棉路哈。 ပြူစောတိတွေပေါ်ပေါက်ရေးအတွက်ကြိုးကင်ဆောင်ရွက်ခဲ့ပါတယ်ပြူစောတိကိုမွေးဖွားပေးတဲ့အဖေနဲ့အမေဟာချက်ဖွင့်နဲ့မဘာသာဖြစ်ပါတယ်ပြီးတော့အားလုံးသိတဲ့အတိုင်းပါပဲချက်ဖွင့်ပါတီဟာစစ်သားလူထွက်တွေနဲ့ထူထောင်ထားတဲ့ပါတီပါချက်ဖွင့်ပါတီမှာအလွာနှစ်လွာရှိပါတယ်စစ်သားအလွာနဲ့အရက်သားအလွာပါစစ်သားအလွာကတက်ထွက်တွေဝင်ပြီးတော့နေရာယူထားပါတယ်အရက်သားအလွာမှာတော့အခွင့်အရေးကိုအချောင်လိုခြင်းနဲ့အရက်သားအချောင်သမားတွေကနေရာယူထားပါတယ်အဲ့ဒီအလွာနှစ်လွာဟာစီနဲ့ရေလိုဖြစ်နေပါတယ်ရေနဲ့တူတဲ့အရက်သားတွေဟာအမြဲတမ်းအောက်အလွာမှာနေကြရပါတယ် ခုဆိုရင်လည်းစစ်တပ်ကလူတွေကိုချက်ဖွတ်ပါတီထဲမှာထပ်ဖြစ်ပြီးတော့စစ်တပ်ပုံစံပူပေါအောင်လုပ်နေပါတယ်ဘိုးခင်ကြီးသို့မဟုတ်စစ်တပ်လူထွက်ဥခင်ကြီးဟာအခုချက်ဖွတ်ပါတီဥက္ကဋ္ဌလုပ်နေပါတယ်ဒါပေမဲ့ချက်ဖွတ်ပါတီဟာဘိုးချုပ်မင်းအောင်လှိုင်ရဲ့အဆအဆအရာရာကြိုးကန်ချစ်လာတာကိုခံနေရပါတယ်ဒီရွေးကောက်ပွဲကိုချက်ဖွတ်နိုင်အောင်အမျိုးမျိုးအဖုံဖုံကလိန်ကျထားပါတယ်အမတ်လောင်းတယောက်ရဖို့အတွက်ငွေသွင်းရပါတယ်စင်ရတဲ့သူငွေချင်းမရှိတဲ့သူတွေရွေးကောက်ပွဲနာမကတ်နိုင်အောင်တမင်ကိုလှုပ်ထားတာပါအကြီးမားဆုံးလူဒန်းစားခွဲခြားမှုကြီးဖြစ်ပါတယ် အမတ်လောင်းဖြစ်ဖို့အဲ့ဒါလိုငွေကြေးနဲ့ပိုက်ဖြတ်ကန့်တတ်တဲ့စနစ်ကြီးကို NLD ပါတီလည်းမပြစ်နိုင်ခဲ့ပါဘူးသို့မဟုတ်ပြင်ဖို့မကြိုးစားခဲ့ပါဘူးအခုဆိုလို့ရှိရင်တနိုင်ငံလုံးမှာဝင်ပြိုင်နိုင်တာဆိုလို့နိုင်ငံလုံးချုပ်ဝင်ပြိုင်နိုင်တဲ့ပါတီဆိုလို့ကြက်ဖွတ်တပါတီပဲရှိပါတယ်တခြားပါတီတွေဆိုလို့ရှိရင်ပါတီမပြတ်အောင်အရေးအတွက်ပြစ်မိအောင်တောင်မှအသေးတန်ကြိုးစားကြပါတယ်အမတ်လောင်းလိုချင်လို့လာချင်တဲ့လူလာအကုန်လက်ခံတယ်ဆိုတော့စနစ်မျိုးနဲ့လက်ခံနေတဲ့ ပါတီတွေကြီးပဲဖြစ်နေပါတယ်။လူတယောက်တည်းကနေပြီးတော့နှစ်ပါတီသုံးပါတီတပြိုင်တည်းဝင်တာတွေမှုလုံးပေါက်နေပါတယ်။ကြက်ဖွက်ကလူကိုပြီးသုံးလုံးကလည်းလက်ခံတယ်လို့ပြီးနှလုံးကလည်းလက်ခံပါတယ်။အဲဒါကြောင့်ဒီရွေးကောက်ပွဲဟာဘယ်ပါတီကိုပဲရွေ့ရွေ့ဘာမှမထူးပါဘူးလို့ကျွန်တော်ကအထက်ထက်ပြောနေတာပါ။ပါတီတွေအကုန်လုံးကအုတ်ရောရောကြောက်ရောရောနေကြီးပါပဲ။ပါတီနာမည်သာကွာချင်းကွာပါမယ်။ကိုယ်စလဲလောင်းကတော့တမျိုးတစားတည်းပဲရှိပါတယ်။အဲဒါကတော့အချောင်သမားတွေပါ။ချောင်မဲထင်းတို့နေရာရာတူးလိုချင်လို့ဝင်ပြိုင်ကြတဲ့သူတွေကြီးပါပဲ။ပါတီတိုင်းမှာအဲ့လိုပါပဲ။ အခုဆိုလို့ရှိရင်စစ်တပ်ထဲကဘုံမင်းအွန်လိုင်းရဲ့အမားခံတွေကိုကြက်ဖွတ်ပါတီတဲ့ဇွတ်အတင်းထိုးပြီးတော့အားဖြစ်နေပါတယ်တော်တော်များများက PR အမတ်တွေအဖြစ်နဲ့ဝင်ရွေးခံကြမှာပါအဲ့ဒီလက်ွက်ကိုရောညင်ကြပါလားအဲ့ဒါဟာသူတို့ထွင်ထားတဲ့ PR ရဲ့အကျိုးပါပဲလွှတ်တော်တွေကိုမရောက်မဖြစ်ရောက်ကိုရောက်အောင်ဘုံမင်းအွန်လိုင်းပို့ကျင်တဲ့ဗိုလ်ချုပ်ဗိုလ်ပြုတ်တွေကို PR အမတ်အနေနဲ့အရွေးခံခိုင်းပါတယ် PR အမတ်လောင်းဆိုတာကလုံးလုံးမနိုင်လို့ရှိရင်တော့အားလုံးအကုန်လုံးပြုတ်သွားတာမျိုးဖြစ်မှာပါရခိုင်တို့တို့အနိုင်ရတယ်ဆိုလို့ရှိရင်อืม ်ပီအာအမတ်စင်းသွင်းထားတဲ့သူတွေကနေပြီးတော့သူတို့ဦးစားပေးပြီးတော့ထည့်ကျင်တဲ့သူကိုရွေးပြီးတော့ထည့်လို့ရပါတယ်အဲ့ဒါကြောင့်ဘိုးချုပ်ဘိုးပြုတ်တွေကိုလွတ်တော်တဲ့တရားပေါ့ရောက်အောင်ပီအာအမတ်တွေအဖြစ်နဲ့စင်းပေးထားတာပါညံညီညံတ်ကအကွက်စီပါတယ်အခုထပ်ဖြစ်ထားတဲ့ဘိုးချုပ်ဘိုးပြုတ်တွေရဲ့စင်းကိုကြည့်လိုက်ပါညိုစောအောင်လင်းတွေမြတ်ထွန်းဦးတင်အောင်စန်းတပ်ပုံကံမြင့်တန်းတေစာကျော်လင်းအောင်စိုးတင်နိုင်အဆရှိတဲ့သူတွေကထိတ်ဆုံးကပါနေပါတယ် အရင်ကထိတ်တန်းစစ်ကောင်စီဝင်တွေအကုန်လုံးကိုကြက်ဖွတ်ပါတီပဲရွှေ့လိုက်တာပါပဲ။ကြက်ဖွတ်ပါတီနဲ့စစ်ကောင်စီဟာအတူတူပါပဲ။ကြက်ဖွတ်ပါတီအနိုင်ရရင်စစ်ကောင်စီကလူတွေနဲ့ပဲအစိုးရအစ်စ်ဖွဲ့မယ်ဆိုပေမဲ့အကြံနဲ့ဒီဘက်ကလူတွေကိုဟိုဘက်ရွှေ့နေတာပါ။ဘိုးခင်ကြီးခင်ဗျာမှာလဲကြက်ဖွတ်ပါတီဥက္ကရာဆိုပေမဲ့ကြက်ဖွတ်နိုင်ငံရင်တောင်မှသမရလောက်ခွင့်ရမယ်လို့မဟုတ်ပါဘူး။ကြက်ဖွတ်နိုင်ခဲ့လို့ရှိရင်ဘိုးချုပ်မင်းအောင်လိုင်ကသမရလုပ်ပါမယ်။စစ်ကောင်စီကိုနာမည်ပြောင်းပြီးတော့အစိုးရအစ်စ်ဖွဲ့လိုက်တာနဲ့အတူတူပါပဲအဲ့ဒါသူတို့ရဲ့မဟာအကြံစီပါသူတို့ရဲ့ရွှေညံတော့ စုရောက်ပုံကြီးပါဒီဘက်ကနေဟိုဘက်ပြောင်းမယ်လူချုပ်နဲ့ပတ်သက်ပြီးတော့အတိုချုပ်ကလေးပြောပြပါမယ်ဘလို့လူတွေကိုဒီဘက်ကနေဟိုဘက်ပို့ထားတယ်လဲဆိုတာကိုထင်ရှားပေါ်လင်းစေချင်လို့ပါဘူချုပ်ကြီးညိုစောဟာစစ်ထောက်လိုင်းရဲ့ချုပ်ဟောင်းဖြစ်ပါတယ်မြမစီဝါရေးကော်ပိုရေးရှင်း MEC ရဲ့ဥက္ကဋ္ဌလည်းလုတ်ခဲ့ပြုပါတယ်စစ်တပ်ပိုင်အင်းဝဘန်ရဲ့ဥက္ကဋ္ဌလည်းလုတ်ခဲ့ပြုပါတယ်ဥပိုင် MEC တို့အင်းဝဘန်တို့ဆိုတဲ့စစ်တပ်ပိုင်စီဝါရေးလုပ်ငန်းတွေဟာစစ်သုံးစစ်ဆိုတဲ့အထက်မှာပါဝင်တဲ့အရေးကြီးတဲ့အဆောက်အအုံတွေဖြစ်ပါတယ်စစ်တပ်နဲ့စစ်အခြေခံဥပဒေတွေကိုဖျက်သိမ်းပြီးလို့ရှိရင်တောင်မှ အဲ့ဒီစစ်တပ်စီဝါရေးလုပ်ငန်းတွေကိုဖြိုမချနိုင်ခဲ့လို့ရှိရင်ခရိုဒီတွေကိုဖြိုမချနိုင်ခဲ့လို့ရှိရင်စစ်အာဏာရှင်စနစ်ဟာတစ်ချိန်မှာခေါင်းပြန်ပြီးတော့ထောင်ထားလာနိုင်ပါတယ်မျိုးစော့ဟာကမ်ပါယာဆေးရုံကိုတိချောက်ခဲ့သူလည်းဖြစ်ပြီးတော့ကမ်ပါယာဆေးရုံကို MEC ကပိုင်တယ်လို့လည်းဆိုပါတယ်ရုရှားနိုင်ငံစီကနေပြီးတော့လေစီနဲ့ရေနံဝယ်ယူရေးကိုအဓိကဆောင်ရွက်ခဲ့တယ်လည်းဖြစ်ပါတယ်ဗိုလ်ချုပ်ကြီးအောင်လင်းတွေးကတော့စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ဖွဲ့ခဲ့တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီစက္ကစဆိုတာမှာအတွင်းမှုလုပ်ခဲ့တဲ့သူပါသူ့ရာထူးကို ပြောတာထက်ပုံအောင်လင်းတွဲဆိုလို့ရှိရင်လူတွေပို့ပြီးတော့မှတ်မိပါလိမ့်မယ်အဲ့ဒီပုံဘသူဘဝဆိုတဲ့သူတွေဟာအာနာရှင်ထိတ်ပီးကြီးတွေရဲ့လူယုံတော်တွေပါတစ်ချိန်ကပုံခင်ညွန့်နေခစားခဲ့တယ်လို့ပုံအောင်လင်းတွဲဆိုပြီးတော့လည်းတခစ်စားခဲ့တဲ့လူပါဗိုလ်ချုပ်ကြီးမြားထွန်းဦးကတော့လက်ရှိမှာပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ဝန်ကြီးပါစစ်တပ်အာနာသိမ့်ပြီးခစားတဲ့ကောင်ကအကာအကွယ်ရေးဝန်ကြီးယာရီကိုရခဲ့ပါတယ်2023ခုနှစ်စက်တင်ဘာလမှာဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကိုဖမ်းဆီးလိုက်တော့မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌတာဝန်တွေကိုလွှဲပြောင်းရယူခဲ့ဘူးသူလည်းဖြစ်ပါတယ်။ဘိုးချုပ်ကြီးတင်အောင်ဆန်းကတော့အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်နဲ့နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနဝန်ကြီးဖြစ်ပါတယ်။စေဦးစီးချုပ်ရေးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပူပါတယ်။ဒုတိယဘိုးချုပ်ကြီးတပ်ပုံကတော့အမတ်ငါးစစ်စင်ရေးအထူးဖွဲ့မှုအမတ်ချောက်စစ်စင်ရေးအထူးဖွဲ့မှုနဲ့တပ်မတော်စစ်စင်ရေးအရာရှိချုပ်ဖြစ်ပါတယ်။တပ်ပုံဟာရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှုရာထူးတာဝန်ကိုလည်း2025ခုနှစ်ဇန်နဝါရီလအထိထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ဒုတိယဘုံချုပ်ကြီးကံမြင့်တန်းကတော့သူတို့စစ်တပ်ရဲ့အရေးပါတဲ့ယာဒူးတစ်ခုဖြစ်တဲ့ကာကွယ်ရေးပစ္စည်းထုတ်လို့ရရာရှိချုပ်တာဝန်ယူထားသူဖြစ်ပါတယ်။လေကြောင်းကနေဘုံကျဲနေတဲ့ဘုံသီးတွေအပါဝင်ဆက်လက်နက်ပစ္စည်းအမျိုးမျိုး drone တွေ paramotor gyrocopter တွေရဲ့လက်သည်ဖြစ်ပါတယ်။ဒါတွေကိုကြည့်လို့ရှိရင်ကြက်ဖွတ်ပါတီဟာစစ်ဘုံချုပ်တွေနဲ့ဖွဲ့ထားတဲ့နာမည်ကန်ပါတီတစ်ခုသာဖြစ်တယ်ဆိုတာထင်ရှားပါတယ်။อืมတော်လိုင်းမျိုးတွေကတော့ဒီမှတွေ့ခဲ့တဲ့အကြောင်းအရာတွေကိုလက်ရှိချိန်မှာဒီခွေးတွေဘက်ကနေပြီးတော့အခုလိုမျိုးကြံ့ဖို့ထဲကိုထည့်ပြီးတော့သူရဲ့နာမည်ပြောင်းပြီးတော့ပုံစံပြောင်းအောင်မြွှေပစိုးဝေပြီးတော့ လေနံပါတ်ရအောင်ပဲဒီဗီဒီယိုတော့နေဆုံးတက်လိုက်ပါတယ်နောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်တင်ဆက်တဲ့တင်ဆက်တဲ့ကျွန်တော်ရဲ့ကိုကြီးရဲ့ production channel လေးကို like and subscribe လုပ်လိုက် subscribe ပြီးဖေးရခွန်လေးလာကြည့်မယ်တက်လာသမျှဗီဒီယိုနဲ့တင်အားလုံးကိုယူနာစင်ရည်ဖြစ်ပါတယ်ဒီ channel လေးမှာကတော့မနေ့တနင်္လာရက်တင်နဲ့ည၈နာရီကတင်ကိုပြင်ပြပေးသွားဖြစ်တဲ့အတွက် online community သုံးနေအတူတူလျှောက်ကြပါစို့ဗျာ